မြန်မာနိုင်ငံရဲ့ British Colony ခေတ်အကြောင်းမြန်မာနဲ့ British Empire တို့အကြားအင်္ဂလိပ်မြန်မာစစ်ပွဲ၃ချိန်ဖြစ်ပွားခဲ့ပါတယ်။ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ1824-1826အပြီးမှာရခိုင်နဲ့တနင်္သာရီတို့ဟာ British လက်အောက်သို့ကျရောက်ခဲ့ပါတယ်။ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ1852အပြီးမှာတော့အောက်မြန်မာပြည်တစ်ခုလုံးတိုက်ပိုက်ခံခဲ့ရပါတယ်။ တတရအင်္ဂလိပ်မြန်မာစစ်ပွဲ1885မှာတော့တီပေါ်မေးပါတော်မူပြီးမြန်မာတနိုင်ငံလုံးဗြိတိရှ်ကိုလိုနီဘဝကြာရောက်ခဲ့ရပါတယ်။ကိုလိုနီခေတ်အတွင်းမှာလွတ်လပ်ရေးကြိုးပမ်းမှုတွေအမျိုးသားရေးစိတ်ဓာတ်တွေပြင်းထန်စွာပေါ်ပေါက်လာခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်၃ချိန်ဟာဂျပန်နိုင်ငံမှာစစ်ပညာသင်ကြားခဲ့ပြီးဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့နဲ့အတူဗြိတိရှ်တို့ကိုတိုက်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းဗီတီရှာနဲ့ညှိနှိုင်းပြီး1948ခုနှစ်မှာ အောင်ဆန်းအက်တလီဆိုရက်လွတ်လပ်ရေးရမယ်ဆိုရက်သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။1948ဇူလိုင်19မှာတော့ပိုကျော်အောင်ဆန်းနဲ့အာဆာနီခေါင်းဆောင်ကြီးများလှုပ်ကြံခံခဲ့ရပါတယ်။ဒါပေမဲ့လွတ်လပ်ရေးကြိုးပမ်းမှုများမရတတ်ပဲ1948ခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှာတော့မြန်မာနိုင်ငံဟာ ဗြိတိရှ်ကိုလိုနီအုပ်ချုပ်မှုအောက်မှာလုံးဝလွတ်မြောက်သွားခဲ့ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။